ိုင်းနိုင်ငံဘန်ကောက်မြို့ဖာဂျီရာဆေးရုံရှိမှာမြေပြိုမှုဖြစ်ပွားမင်္ဂလာပါပရိသတ်ကြီးရှင်ထိုင်းနိုင်ငံဘန်ကောက်မြို့ဖာဂျီရာဆေးရုံရှိမှာစက်တင်ဘာလ24ရက်နေ့မနက်9နာရီကျော်လောက်ကမြေပြိုမှုအကြီးစားဖြစ်ပွားခဲ့ပြီးအနက်မီတာ50ပေ160ခန်းကျော်ရှိတဲ့မြေကြီးကြီးပေါ်ပေါက်လာတယ်လို့ထိုင်းသတင်းတွေမှာထုတ်ပြန်ထားပါတယ်မြေပြိုမှုဖြစ်ပွားတဲ့နေရာဟာဆေးရုံရှိမှနေတဲ့စဉ် ဆမ်ဆန်းရဲစခန်းရှိအထိဆက်လက်ပြန့်နှံ့နေတာကြောင့်ဒေသခံများအတွက်အနေရကြုံတွေ့နိုင်တဲ့အခြေအနေရှိနေပြီးအခြေအနေဆိုးရွားတဲ့အတွက်လည်းဒူးစတိတ်ခရိုင်ရုံးမှဘာဂျီရာဟော့စပီတယ်ဆန်ဟီရာလမ်းစုံနဲ့ပတ်ဝန်းကျင်လမ်းများကိုယာယီပိတ်ထားရန်အမိန့်ထုတ်ပြန်ထားပြီးပြည်သူများအနေဖြင့်လမ်းကြောင်းပြောင်းသွားကြရန်လိုအပ်ကြောင်းကိုလည်းသတိပေးထားတာပဲဖြစ်ပါတယ်။ယခုမြေပြိုမှုဖြစ်ပေါ်ခဲ့တဲ့လမ်းဟာလမ်းအကျယ်မီတာ30ပတ်လည်ရှိပြီးလမ်းပြိုကျမှုကဆက်လက်ပြီးကျေလာနေကြ ဆမ်ဆန်ရဲစခန်းရှိအထိရောက်ရှိနေတာပဲဖြစ်ပါတယ်။ခဏဦးစစ်ဆေးချက်တွေအရာရေပိုင်လိုင်းတစ်ခုပောက်ကွဲသွားတာဖြစ်တာကြောင့်လမ်းဖြူကျမှုဖြစ်သွားတာလို့လည်းသိရပြီးဒီဖြစ်စဉ်မှာထိခိုက်ဒဏ်ရာရသူတွေတော့မရှိဘူးလို့လည်းသိရပါတယ်။အခုလက်ရှိမှာတော့ဗာဂျီရာဆေးရုံမှလူနာတွေကိုအရေးပေါ်နေရာသို့ရွှေ့ပြောင်းပေးနေပြီးလမ်းဖြူကျမှုကြောင့်ဓာတ်တိုင်တွေလည်းလဲဖြူကျကုန်တယ်လို့သိရပါတယ်။မိသက်နဲ့ကဲဆေးရေးစခန်းမှတာဝန်ရှိသူတွေမှအခုလက်ရှိအဆိုပါနေရာကိုရောက်ရှိနေပြီး အနီးအနားမှဒေသခံတွေနဲ့ဈေးရုံမှလူနာတွေကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးနေတယ်လို့လည်းသိရှိရပါတယ်။

เราด้วยเราด้วย